အကာလရာသီဥပနေပေါ်လာနီယာဘက်ကို တစစကူပြောင်းနေတဲ့အကြောင်းမလို့ကမ္ဘာနိုင်ငံအသီးသီးမှာစောင်းရာသီမှာမိုးတွေတီးထန်သွားရွာသွန်းရှင်းင်းနေပုံကြမုန်တိုင်းနေဖြစ်လာနိုင်တဲ့အနေအထားအတွက်ကြောင့်မလို့အသီးသီးသတိပေးလျက်ရှိပါတယ်25ရက်နေ့ရောက်တဲ့အခါမှာတော့ကျွန်တော်တို့တိုင်းရဲ့ပြည်နယ်အနှံ့အပြားမှာနေရာစိတ်စိတ်မှနေရာကွက်ကြမိုးရွာနိုင်ပြီးတော့တချို့နေရာတွေမှာနေရာကွက်ပြီးတော့ မိုးကြီးနိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့မကွေးတိုင်းနဲ့မန္တလေးတိုင်းစကြားမှာနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင့်ဒီကနေ့မှာတော့လက်ရှိရာသီဥတုအခြေအနေနဲ့ပတ်သက်ပြီးမိုးစလဘလော့ကဦးထေးတင့်ရဲ့သုံးသက်ချက်တွေကိုပြန်လည်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင့်ဦးထေးတင့်ရဲ့ပြောကြားချက်အရ2025ခုနှစ်ဆောင်းရာသီမှာလာနီညာရာသီဥတုအခြေအနေပြောင်းလဲလာဖို့ရှိနေပြီး လက်ရှိမှာလဲဆောင်းဦးမုံတိုင်းအခြေအနေနှစ်ခုကိုသတိထားဖို့လိုအပ်နေပါတယ်ပထမတစ်ခုကတော့တောင်တရုတ်ပင်လယ်ကနေဗီယက်နမ်ကိုဥတီတဲ့မုံတိုင်းဖြစ်ပြီးဒါဟာမြန်မာပြည်ကိုတိုက်ရိုက်မဝင်ပေမဲ့မုတ်တုံလေးကိုဆွဲအားကောင်းစေနိုင်တဲ့အတွက်အနောက်ဘက်ဒေသတွေမှာမိုးပိုနိုင်တယ်လို့သုံးသပ်ထားပါတယ်ဒုတိယတစ်ခုကတော့စက်တင်ဘာအောက်တိုဘာလိုဆောင်းဦးအဝင်ကာလတွေမှာ မုံတိုင်းဖြစ်ပေါ်လေးရှိတဲ့မင်္ဂလာပင်လယ်ဩကဆောင်ဦးမုံတိုင်းခြေနေပဲဖြစ်ပါတယ်ဒီမုံတိုင်းတွေရဲ့တက်ရောက်မှုအနေနဲ့မြန်မာနိုင်ငံမှာမိုးရေချိန်တိုးလာခြင်းလေပြင်းတိုက်ခတ်ခြင်းနှင့်ကုန်းတွင်ပိုင်းရေကြီးရေလျှံမှုများအထိပါဖြစ်ပေါ်လာနိုင်တဲ့အပေါ်အဓိကသတိပြုဖို့ဦးထေးတင်းကထောက်ပြထားပါတယ်ရှင်2025ခုနှစ်အောက်တိုဘာလ21ရက်နေ့ညနေ6:00နာရီဂျိုတို့ကတန်းတာရရှိချက်တင်တဲ့မြန်မာနိုင်ငံမိုးလေဝသအခြေအနေများကိုဆက်လက်တင်ပြမှာဖြစ်ပါတယ် ကျွန်တော်တို့ဒီနှစ်2025ဆောင်းရွက်ရဆိုလို့ရှိရင် ANSO ဆိုတော့ဂျာကာရာရာသီဥပဒေနေတော့လာနီယာဘက်ကိုတစစကူပြောင်းနေတဲ့အတွက်ကြောင့်မလို့ကမ္ဘာနိုင်ငံအသီးသီးမှာဆောင်းရာဒီမှာမိုးရီတီးထန်သွားရွာသွန်းစင်းနေပုံကြမုန်တိုင်းတွေဖြစ်လာနိုင်တဲ့အနေအထားအတွက်ကြောင့်မလို့အသီးသီးဒီပြည်ပြစီပါပဲဒီလိုဒီ Pacific Delta Pacific တမောက်ပြာကြောင်းလို့ကြောင်းလို့တက်တာရဲ့လေးစီကြောင်းကြောင်းလို့ ီကောင်အခြေအနေတွေကိုစတင်ပြောပြရှိတယ်။ဒီနေ့မှမနေ့ဖြစ်လို့ဆိုလို့ရှိရင်တော့ဗီယက်နမ်ကမ်းခြေကိုဝင်ရောက်သွားနိုင်တဲ့နေသားရှိပါမယ်။အဲဒီကပို့ဆောင်လိုက်တဲ့တိမ်ငွေတွေကြောင့်မလို့ဗမာပြည်အရှိတ်ချမ်းမှာဆိုရင်ဤနည်းများတူတက်စွာကြခြင်းမိုးအနှဲငယ်ကြွာသွင်းခြင်းများမြန်မာပြည်အနှံ့အပြားမှာဖြစ်ပေါ်နေပါတယ်။ဒီနေ့အပြင်ဆိုရင် ။ဆောင်းတွင်ကောက်ပဲတိနံတွေလုံလောက်တဲ့ရေရာရှိတယ်လို့ပဲ။တင်္ဂလာပင်လယ်ဒဲမှာဆိုရင်လည်းဒီဇိုင်းဝေးကြီးတစ်ခုစတင်ဖြစ်နေတာတွေ့ရပါမယ်။နောက်တာ24နာရီအနေထားကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီဇိုင်းဝဲဟာပုံမိုပြီးတော့အားကောင်းလာမယ်။ဒီဇိုင်းဝဲအသေးလေးတွေအများကြီးဖြစ်လာတာတွေ့ရမှာဖြစ်ပါတယ်။ထို့အတူပဲတောင်တရုတ်ပင်လယ်ကမုန်တိုင်းဟာပြင်းထန် ကမ်းခြေကိုမနေ့ကညနေ10နာရီလောက်မှာစတင်ရောက်ရှိနိုင်တဲ့အနေအထားရှိပါတယ်။23ရက်နေ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့ဘင်္ဂလားပင်လယ်တွေကကွဲနေတဲ့လေဆိုင်ဝဲတွေဟာကပ်ပလီပင်လယ်ကနေပြီးတော့တဆင်းကိုကိုရှင်းတောင်ဘက်မှာဗဟိုပြုတ်ပြီးတော့မှမုန်တိုင်းအဆင့်ပြည်တည်နိုင်တာကိုကျွန်တော်တို့ခံမှသိရှိရပါတယ်။ဒါကတော့လေတက်ခတ်မှု ပုံစံပုံညွှန်းထားတဲ့ ်တင်္ဂလာပင်လယ်တွေက24ရက်နေ့အနေထားဖြစ်ပါတယ်25ရက်နေ့ရောက်တဲ့အခါမှာပင်္ဂလာပင်လယ်အလယ်ကောင်ဘူပြုတ်လို့မှမုန်တိုင်းအသွင်စတင်ကူပြောင်းနိုင်တဲ့အနေထားရှိပါတယ်26ရက်နေ့ရောက်တဲ့အခါမှာတော့ပင်္ဂလာပင်လယ်တွေကမုန်တိုင်းဟာအလွန်အလွန်အားကောင်းလာရင်းနဲ့အိန္ဒိယဘက်ကိုတရွေ့ရွေ့ရွေ့စားသွားနိုင်တဲ့အခြေအနေရှိပါတယ်။၂၉ရက်နေ့ရောက်တဲ့အခါမှာတော့မုန်တိုင်းဟာအလွန်အလွန်ပဲ တရားကောင်းလာပြီးတော့တနာကြီးကို ကီလိုမီတာ100ကျော်တချို့နေရာတွေမှာ မိုင်100ဝန်းကျင်ထိရောက်ရှိနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မမကံယူရာ တင်လည်နဲ့ဗမာပြည်အတွင်းမှာတတိထားပြီးတော့မိုးလေဝသသတင်းများကိုနားထောင်မှုလိုအပ်ပါတယ်။28ရက်နေ့ရောက်တဲ့အခါမှာဘင်္ဂလားပင်လယ်ကမုန်တိုင်းဟာဆိုရင်အိန္ဒိယကမ်းခြေနီးကို ရောက်ပြီးတော့သူကနေပြီးတော့ပို့လိုက်တဲ့လေဆိုင်ဝဲတွေကဗမာပြည် အောက်ဖက်ချမ်းထိပ်ကို ရေငွေ့ရောက်ရှိပြီးတော့မိုးပြီးထန်စွာကြွားသွန်းနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့အနေနဲ့ကသဘာဝဘေးအန္တရာယ်ဖြစ်တဲ့အကြောင်းမလို့ဆက်လက်ပြီးတော့ update ထုတ်ဝင်ပေးမှာဖြစ်ပါတယ်ဒီကနေ့ညနေရေငွေ့တိုင်းတာချက်တွေကတောင်တရုတ်ပင်လယ်ကပို့လိုက်တဲ့ရေငွေ့တွေကဗမာပြည်အထက်ပိုင်းကိုအိမ်အမြင့်ရေငွေ့ဖြစ်နေစတဲ့ဝင်ရောက်လာပြီးတော့မြန်မာပြည်အနှံ့အပြားမှာစီးနင်းမှုအဖြစ်ရွာကျနိုင်တဲ့နေထားရှိပါတယ်၂၄ရက်နေ့ ရောက်တဲ့အခါမှာတော့မြန်မာပြည်အနှံ့အပြားမှာဆိုလို့ရှိရင်တော့တိမ်အနေအနေနဲ့တိမ်အမြင့်နေရောပြီးတော့ရှင်းမင်းများထူထပ်စွာစတင်ကြဆင်းနိုင်တယ်လို့ပဲတချို့နေရာတွေမှာရေခဲမှုရွာနိုင်တဲ့အခြေအနေရှိတယ်လို့ပဲလေတိုက်ခတ်မှုလည်းဖြစ်လာနိုင်ပါတယ်ကျွန်တော်ဒီကနေ့27ရက်နေ့မှာဗမာပြည်အောက်ပိုင်းဗမာပြည်အလဲပိုင်းချင်းတောင်နန်းနဲ့ရခိုင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ဆက်ဆက်ဒေသတွေမှာ မိုးနှင်းငယ်ကြွာသွန်းသွားတာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်။မဆက်နေရနေ့ရောက်တဲ့အခါမှာတော့ကျွန်တော်တို့ရှမ်းပြည်နယ်တစ်ခုလုံးမန္တလေးတိုင်းအောက်ပိုင်းမကွေးတိုင်းချင်းတောင်တိုင်းရခိုင်ပြည်နယ်အေရဝတီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းတချို့နေရာတွေမှာမိုးတော်တော်များများကြွာနိုင်တဲ့အနေအထားရှိပါတယ်။မဆက်သုံးရနေ့မှာဆိုလို့ရှိရင်တော့ချင်းဒီနယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲရခိုင်ပြည်နယ်မြောက်ဖက်မှာလည်းနေရာကွက်မိုးကြီးနိုင်ပါတယ်ထို့အတူ မန္တလေးတိုင်းသကိုင်းတိုင်းမန္တလေးတိုင်းအောက်ပိုင်းမကွေးတိုင်းမွန်ပြည်နယ်အပြင်ရှမ်းပြည်နယ်မြောက်ဘက်ဒေသတို့မှာနေရာကျဲကျဲမှာနေရာစိတ်စိတ်မိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။လာမယ့်24ရက်နေ့မှာလည်းချင်းပြည်နယ်တောင်တန်းနေပေါ်နဲ့သကိုင်းတိုင်းမန္တလေးတိုင်းအထက်ပိုင်းကချင်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲ AOD အထက်ပိုင်းရန်ကုန်တိုင်းအထက်ပိုင်းပဲခူးတိုင်းအထက်ပိုင်းမှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထား ရှိတာကိုကြုံတင်ပြင်ဆင်ထားကြပါ25ရင်းနဲ့ရောက်တဲ့အခါမှာတော့ကျွန်တော်တို့တိုင်းရဲ့ပြည်နယ်အနှံ့အပြားမှာနေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးရွာနိုင်ပြီးတော့တချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့မကွေးတိုင်းနဲ့မန္တလေးတိုင်းစိုက်ကြားမှာနေရာကွက်ပြီးမိုးများနိုင်ပါတယ်ချင်းတောင်တန်းမှာလည်းမိုးအများများနိုင်ပါတယ်ဒီရာသီဥတုအခြေအနေကတော့ကျွန်တော်တို့ ရှစ်ဘေးရှောင်လောက်သားပြည်သူတွေအတွက်အင်မတန်မှဒုက္ခများမဲ့အနေအထားရှိပါတယ်။ရာဇဂုကလည်းပို့ပြီးတော့အဲရကြောင့်မလို့ရှစ်ဘေးရှောင်များအတွက်အထူးမြူးဆိုင်နိုင်မှုသတင်းများဖြန့်ဝေပေးကြပါ။လာမယ့်26ရက်နေ့ရောက်တဲ့အခါမှာဗမာပြည်တစ်ခုလုံးမှာနေရအနှံ့ပြားမိုးရွာနိုင်ပြီးတော့မကွေးတိုင်းနေပြီးတော့မန္တလေးတိုင်းရှစ်ဘက်စကိုင်းတိုင်းရခိုင်ပြည်နယ်ရှမ်းပြည်နယ် ရှင်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးသီးထိုင်ရင်ရေကြီးနေနေတာရှိရတာကြောင့်မလို့ကျွန်တော်တို့ကျွတ်ကျပြောင်းရင်ကြပါကိုယ်သက်သွင်းတိုင်း Telegram ကနေပြီးတော့အပေါင်းပေါင်းဒေါင်းလုပ်ပြီးတော့အင်တာနက်မရှိတဲ့ဒေသတွေကမိတ်ဆွေတွေကိုဖြန့်ဝေခြင်းဖြင့်မေတ္တာဒါနလုပ်ကြဖို့ကျွန်တော်တို့နှိုးဆော်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ဘာ